်ပန်ကောင်းမျိုးကိုရောက်ရှိနေတဲ့မြမအာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကိုမကြိုဆိုဘူးဆိုပြီးထိုင်းပြည်သူတချို့ဆန္ဒဖော်ထုတ်မှုတွေရှိနေတယ်လို့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်းဝရမ်းထုတ်ခံထားတဲ့ဆရာဇွေကောင်းဆောင်ကိုဖမ်းဆီးပြီးအာဂျင်တီးနားတရားရုံးကိုလွှဲပေးဖို့တောင်းဆိုမှုတွေလည်းတွေ့ရပါတယ်။အာဂျင်တီးနားတရားရုံးကနေလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဖမ်းဝရမ်းထုတ်ခံထားတဲ့ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ဟာဘန်ကောက်မြို့မှာကျင်းပနေတဲ့အာရှကခုနှစ်နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ ်ဘင်္ဂလားပင်လယ်အစည်းအဝေးရေးနဲ့ဤပညာဆိုင်ရာဗတ်ဆောင်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်နေတာဖြစ်ပါတယ်ဟိုကြောက်ဖြားမြစ်ပေါ်ကတရားမှာဆိုရင်လေဟိုမြောင်းလိုက်လို့လူတက်တမမျိုးမကြိုးစားဘူးဆိုတဲ့စာတန်းနေရေးချရေးထားကြတယ်ပေါ့ဆိုတော့ဒီຢာရီမြင်ရတာတကယ်ထိုင်းနေကမြန်မာတွေနဲ့အတူတူရှိနေတယ်ရက်တိပေးနေတယ်မြောင်းလိုက်တယ်လို့သူတို့နိုင်ငံကိုလာပြီးတော့မှ တရားဝင်မှုယူနေတာဒီတခြားနိုင်ငံတွေရဲ့ခေါင်းဆောင်တွေနဲ့အတူတူဒီလိုမျိုးဆိုဝိုင်းဝိုင်းတစ်ခုထဲမှာတက်ထိုင်နေတာလုံးဝမသိတော့ဘူးဆိုတော့သူတို့ကိုယ်တိုင်လည်းဝေဖန်ထောက်ပြနေတာဖြစ်တဲ့အတွက်တကယ်ကိုအာဟိုအဆင်ပြေတဲ့အားရစရာကောင်းတဲ့အခြေအနေလို့တော့ကျွန်တော်တို့ထင်ပါတယ်ဘင်းစတက်ထိပ်သီးစည်းဝေးကိုတက်ရောက်နေတဲ့စေကောင်းဆောင်ကိုမကြိုးစိုးသလိုဒီစည်းဝေးမှာစေကောင်းဆောင်ကိုတက်ရောက်ခွင့်ပေးတဲ့အပေါ်ထိုင်းဝင်ကြီးချုပ်အနေနဲ့ပြန်လည်ဖြည့်ရှင်းရမယ်လို့ထိုင်းလူတော်ထဲမှာဝေဖန်ထောက်ပြမှုတွေနဲ့ ကန့်ကွက်မှုတွေရှိနေပါတယ်။ထိုင်းလူမျိုးတွေကလည်းထိုင်းနိုင်ငံဒေသအတွင်းနဲ့နိုင်ငံတကာသတင်းဌာနတွေအောက်မှာစီကောင်းဆောင်ကိုထိုင်းမျိုးကမကြိုးစားဘူး။ထိုင်းနိုင်ငံသားတွေအနေနဲ့စီကောင်းဆောင်လာရောက်မှာကိုလက်မခံဘူးဆိုတော့မှတ်ချက်တွေပေးနေကြသလိုထိုင်းရဖက်ဖွဲ့စည်းတွေနဲ့လူခွင်လှူရှားသူတွေကလည်းစီကောင်းဆောင်ကိုအခုလိုစီဝေးတက်ခွင့်ပေးတဲ့အပေါ်ကန့်ကွက်ရှုတ်ချမှုတွေလှုံ့ဆော်နေကြပါတယ်။ ဆောက်ချောက်ရင်းနဲ့အာနာသိမ့်မှုကိုတွေးကြုံခန်းစားရပွဲတိုင်းလူမျိုးတွေအနေနဲ့အာနာဒီမြဲရေးအတွက်ဒီအကြမ်းဖက်မှုတွေကိုလုပ်နေတဲ့စစ်ကောင်းဆောင်တို့ကိုအခုလိုလက်ခံတဲ့ပုံမှာတော့အကဲဆက်ကြပါတယ်ဒီ pin step ပွဲမှာမြန်မာစစ်ကောင်းဆောင်ကိုတရားခွင့်ပေးရဖြစ်ကကျွန်တော်တို့တိုင်းလူမျိုးတွေအထူးသဖြင့်တော့လူခွင့်လှူရှားသူတွေနဲ့လက်ရှိတိုင်းဆိုးရွားကိုစန့်ကျင်သူတွေကြားမှာဟိုတော်တော်လေးဒေါသထွက်စေခဲ့တယ်ပေါ့နော်အဲ့ဒါကြောင့်မင်းအောင်လှိုင်ကိုကျွန်တော်တို့တိုင်းလူမျိုးတွေကမကြိုဆိုဘူးသူ့ကိုကြိုဆိုတာက ကျမတို့လူ့အခွင့်အရေးကိုမျက်နှိုးသူတွေအနေနဲ့ဒီမိုကရေစီတရားမျှတမှုနဲ့လူ့ခွင့်အရေးတိုက်ခါတွေကိုတစ္ဆာဖောက်တယ်လို့ခန့်စားရတယ်။စီကောင်းဆောင်ဟာဒီပွဲကိုတက်ရောက်ဖို့ဧပြီ3ရက်နေ့ပိုင်းမှာထိုင်းနိုင်ငံဘန်ကောက်ကိုရောက်ရှိခဲ့တာဖြစ်ပြီးဒီစည်းဝေးကိုတက်ရောက်လာတဲ့နိုင်ငံတွေနဲ့တွေ့ဆုံမှုတွေလုပ်ခဲ့ပါတယ်။ဒါအပြင်ထိုင်းဝင်ကြီးချုပ်နဲ့အိန္ဒိယဝင်ကြီးချုပ်တွေနဲ့လည်း တီးတန့်တွေးဆမှုတွေပြုလုပ်ခဲ့ပါသေးတယ်။အင်ရှင်ဖြစ်လက်ခံကျင်းပတဲ့ထိုင်းနိုင်ငံနဲ့ဒီပင်းစတာမှာပါဝင်တဲ့အဖွဲ့ဝင်နိုင်ငံတွေဟာမြန်မာလူမှုရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကိုလက်လူရှုထားပြီးမြန်မာစစ်တပ်ကိုနိုင်ငံရေးအရတရားဝင်မှုရအောင်ထောက်ပံ့ပေးနေတာလို့လည်းထောက်ပြနေကြပါဗျ။ဒါ့အပြင်မြန်မာစစ်ကောင်းဆောင်ဟာအာဏာသိမ်းပြီးပြည်သူ6000ကျော်ကိုတပ်ဖြတ်ထားသလိုငလင်လောက်ခတ်ချိန်မှာတော့ပြည်သူတွေကိုပုံကျဲတိုက်ခိုက်နေတဲ့သူဖြစ်ပြီးဒီရွှေကောင်ကိုလက်ခံတာဟာ ထိုင်းနိုင်ငံကုန်သိက္ခာကြဆင်းရတယ်လို့ထောက်ပြမှုတွေလည်းရှိနေပါတယ်။ประเทศไทยไม่ต้อนรับฆาตกรเผด็จการมิตรออนไลน์การประชุมครั้งนี้เปื้อนไปด้วยထိုင်းနေအနေနဲ့မဲအောင်လိုင်းကိုစန့်ကျင်တဲ့အခါဒီတခါကတော့တော်တော်လေးအင်တိုက်အတိုက်ပါကြတယ်လို့တော့အကျွန်တော်မြင်နေပါတော့။음အဓိကကတော့ကျွန်တော်ထင်တာဒီငလင်ထုတ်ပြီးတဲ့အချိန်မှာတော့ဘလောက်မှမကြတဲ့ရပိုင်အတွင်းတခြားနိုင်ငံကိုထွက်ပြီးတော့ဒီသူ့ရဲ့တရားဝင်မှုသူ့ရဲ့အုပ်ချုပ်မှုဟာဒါ အဲတခြားနိုင်ငံတွေကအတိမပြူတယ်ဆိုတဲ့ဟာမျိုးကိုသွားပြီးတော့ယူတဲ့အတွက်ကြောင့်မလို့ထိုင်းနေရပါမကြည်ဘူးလို့တော့ကျွန်တော်တို့ထင်တယ်ဒီအတွက်ကြောင့်မလို့လည်းအာဟို online ပေါ်မှာ Facebook ပေါ်မှာဒါတခြား social media platform တွေပေါ်မှာမင်း online ကိုမကြိုဆိုဘူးမင်း online တက်တမဒီလိုမျိုးနေရာတွေကိုမလာတင်ဘူးဆိုတဲ့ဟာမျိုးဒါပြောကြတယ်ပြီးတော့ရင်လှတ်တော်ထဲမှာရောအာဒါ ထိုင်းနိုင်ငံရဲ့ဝန်ကြီးချုပ်အနေနဲ့မြောက်လာကိုဒီလိုဖိတ်တဲ့အပေါ်ဒါအခြေအနေတုံ့ပြန်ချက်တွေပြရမယ်ဆိုတဲ့ဟာမျိုးတွေပြောကြတယ်ပေါ့နော်ဒါတွေကလည်းတကယ်အားရစရာတုံ့ပို့ထိုင်းပြည်သူတွေရဲ့တုံ့ပြန်မှုတွေပါရွေးကောက်ပွဲကနေနိုင်ငံရေးထွက်ပေါက်ရှာဖို့ကြိုးပမ်းနေတဲ့စစ်ကောင်းဆောင်ဟာနိုင်ငံတကာမြန်မာတရားဝင်မှုရရှိရေးအတွက်နိုင်ငံရေးရာတိမတ်ပြုခံရဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ဒီလိုအချိန်မှာစီဝေးတယောက်ခွင့်ပေးတာဟာစစ်ကောင်းဆောင်ရဲ့တရားဝင်မှုကိုထောက်ပံ့ပြုနေတာဖြစ်ပြီးနိုင်ငံတကာမှာတိမတ်ပြုခံရအောင်လုပ်ပေးနေတာဖြစ်တယ်လို့လည်း ထိုင်းလူခွင့်ရေးလှုပ်ရှားသူတွေမြန်မာရေးစောင့်ကြည့်လေ့လာသူတွေနဲ့နိုင်ငံတကာဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကဆိုပါတယ်ဒီ Bimstack နိုင်ငံတွေကနေပြီးတော့မှเนาะဒီပြည်သူလူထုအပေါ်မှာမြန်မာနိုင်ငံပြည်သူလူထုအပေါ်မှာ အကြမ်းဖက်အာနှိပ်စက်ညှဉ်းပန်းနေတယ်เนาะအာတပ်ဖြတ်နေတယ်เนาะဒီအကြမ်းဖက်အာအုပ်စုကိုအားပေးရာရောက်တယ်ပေါ့เนาะနောက်ဒီအကြမ်းဖက်အုပ်စုကိုကူးဆောင်နေတဲ့ ဒီလူဒီအဟိုမဲအောင်လိုင်းကိုလည်းဒီလိုအစည်းအဝေးကိုပေးတက်ခြင်းအပြင်အာဒါဟာမြန်မာနိုင်ငံပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေနော်မြန်မာနိုင်ငံပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကြုံတွေ့နေရတဲ့အဖြစ်ဆိုးတွေကိုမျက်ကွယ်ပြုပြီးတော့မှသွေးဆိုးနေတဲ့လက်ကိုအာလက်ဆွဲနှုတ်ဆက်အတိမတ်ပြုတယ်ဆိုတဲ့ဥစ္စာဟာမင်းအောင်လိုင်းကောင်းဆောင်တဲ့ဆေးဥစုကနေပြီးတော့မှအကျန်းဖက်နိုင်ငံတကာရာဇဝတ်မှုတွေလူသား မဆန်တဲ့နော်လူသားမျိုးနွယ်ပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေစိတ်ရာဇဝတ်မှုတွေကျူးလွန်နေတာကိုဒီခုနှစ်နိုင်ငံကဒီခုနှစ်နိုင်ငံပေါ့နော်ဒီခုနှစ်နိုင်ငံကခေါင်းဆောင်တွေကအစိုးရတွေကအစိတ်ပင်ရေလောင်းပေးနေတယ်အပအမြောက်ပြုနေတယ်နော်ဒါကိုသူတို့ကပါ ပါဝင်ပတ်သက်ပြီးတော့မှအာဟိုအတိအမှတ်ပြုနေတယ်ဆိုတဲ့အဥ္စာမျိုးအာရောက်စီတယ်ပေါ့နော်ဒီအတိတ်ပဲကိုရောက်စီတယ်ပေါ့ လက်ရှိမှာတော့စေကောင်းဆောင်ရဲ့ဖန်ဝရန်ကိုအင်တာပိုရဲ့တပ်ဖွဲ့ကိုပေးပို့ထားတယ်လို့မြန်မာရူဟင်ဂျာဖွဲ့ UK က AIR ကိုပြောပါတယ်။နိုင်ငံတကာမှုခင်းရဲ့တပ်ဖွဲ့အင်တာပိုရဲ့လက်အောက်မှာနိုင်ငံပေါင်း196နိုင်ငံရှိပြီးအဲ့ဒီထဲစေကောင်းဆောင်ကိုအစည်းအဝေးတရားဖို့ဖိတ်ကြားခဲ့တဲ့ထိုင်းနိုင်ငံဟာ1952ခုနှစ်ထဲကအင်တာပိုရဲ့အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်ပါဝင်ခဲ့တာပါ။စေကောင်းဆောင်ရဲ့ဒီဘင်းစတက်အစည်းအဝေးခီးစဉ်ဟာရူဟင်ဂျာတွေကိုလူမျိုးတော်တပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖန်ဝရန်ထုတ်ပြီးတဲ့နောက် အာရှကိုပထမဆုံးခြေစံလာတဲ့ခီးစဉ်ဖြစ်ပါတယ်။ဒီခီးစဉ်မတိုင်ခင်ရုရှားဘယ်လာရုစ်နိုင်ငံတွေကိုနိုင်ငံတော်အဆင့်ချစ်ကြည်ခီးစဉ်ဖြစ်သွားရောက်ခဲ့ပါသေးတယ်။